ဲလောင်းတော့အခုရာသီကျတော့နည်းနည်းပူလာတဲ့အပိုင်းရောက်လာတဲ့ခါကျတော့ဒီနေ့ baby လေးတွေအတွက်ရာသီဥတုပူလာတဲ့ခါမှာဘယ်အရာတော့ကိုကမဖြစ်မနေအနားမှာထားတဲ့လေပေါ့နော်ဆိုအနားမှာမဖြစ်မနေထားတဲ့နေအပိုင်းလေးလောင်းဒီနေ့ sharing လုပ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲရာသီဥတုပူလာတဲ့ခါကျတော့လောင်းလူကြီးရေဆိုလို့ရှင်လေကိုအဝတ်စားဝေးရတဲ့အခါမျိုးတွေနောက်ပြီးတော့အဲကို့အတွက်ပေါ့နော်ဒီအသုံးဆောင်တွေရွေးတဲ့အခါမျိုးတွေမှာပို့ပြီးတော့ဂရုစိုက်လာတယ်ပေါ့နော်ချွေးထွက်တဲ့ရာသီဖြစ်တဲ့အတွက်ကြောင့်မလို့တကွေတန်ရှင်းမှုအရန်ကိုဂရုစိုက်ရတဲ့အချိန်ရောက်လာတယ်ဘာဖြစ်လို့လဲဆိုတော့ရာသီဥတုကပူတယ်နောက်ပြီးကလေးဆိုတာကအဲဒီလို မျိုးဒိုင်ဘာသုံးတဲ့အရွယ်လေးတွေကဟိုကိုဖြစ်တာကိုပြောဖို့အတွက်မဖြစ်နိုင်ဘူးပေါ့နော်သူတို့ကငိုပန်းငိုတယ်ပိုက်ဆိုင်လည်းငိုတယ်နိုင်လည်းငိုတယ်ရိုင်းရင်လည်းငိုတယ်ဆိုတော့သူတို့ရဲ့ခံစားနေရအရာအများကြီးပဲပဲပြတာတခုလည်းငိုတာပေါ့နော်ဆိုတော့အဲ့အချိန်မှာကလေးလေးတွေကမြှို့လို့မရအောင်အရန်ငိုတယ်ဒီမကောင်းဖြစ်တယ်ဆိုတာမျိုးဖြစ်တတ်တဲ့အတွက်လောင်းတို့ဒီလိုမျိုးရာသီဥတုပူလာတဲ့အပြောင်းလဲအချိန်တွေမှာကလေးတွေကိုလုံးဝခြိသားနဲ့ပဲပြုတ်လုထားပြီးတော့အေးများမှုကိုပေးနိုင်တဲ့ပစ္စည်းတွေကိုပဲလောင်းတို့ရွေးတင်နေပေါ့နော်အဝတ်စားရွေးတဲ့အခါမှာလည်းခြိတယ်လိုမျိုးအေးရလေးရွေးဖို့လိုတယ်နေအောင်ခြိတိုင်းရိုက် မဟုတ်ဘဲနဲ့အေးတဲ့နေရာလေးတွေမှာကလေးတွေကိုကိုယ့်ရဲ့အိမ်ထဲမှာရွှေ့ပြီးတော့ထားဖို့လိုတယ်ပြီးသွားပြီဆိုရင်ရေများများတောက်ဖို့လိုတယ်ပေါ့နော်ဒါလေးတွေကနွေရာသီမှာဘေဘီလေးတွေကိုခရီးဆိုင်ပေးရမယ်အပိုင်းပေါ့နော်ဆိုတော့မိခင်တို့တိုက်တဲ့အရွယ်ဆိုလဲမိခင်တို့သူတို့ရေတောက်လို့ရတဲ့အရွယ်ရောက်လာရဆိုလို့ရှင်လေသူတို့ကိုရေတက်ပြေဝနေအောင်ထားဖို့လိုတယ်နောက်တစ်ခုကချွေးထွက်တာကိုခရီးဆိုင်ဖို့လိုတယ်ပေါ့နော်ဆိုတော့ကလေးလေးတွေကဒီလိုကာလမှာချွေးလေးတွေအရန်ထွက်တယ်အဲကြောလေးတွေစကြည့်လိုက်အနီးစက်ကလေးတွေနဲ့လေအသားအီအီလေးတွေရားနေတာလေးရှိတတ်တယ်ဆိုတော့ဒီလိုအချိန်ရောက်လာပြီဆိုရင်သူတို့ရဲ့အင်းပြမှုကိုပေးနိုင်ဖို့အတွက်ပေါ့ စီကောင်းကောင်းသုံးဖို့လိုလေပေါ့နော်အဲ့ထဲမှာမှအရေးကြီးဆုံးအတိုင်းပါပေါ့ဟိုကလေးတွေဒီတိုင်းကြီးလူကြီးလိုမျိုးစီးသွားခြင်းထသွားတာမျိုးမဟုတ်ဘူးသူတို့ရဲ့အခြေအနေကိုစောင့်ကြည့်ရတာဖြစ်တဲ့အတွက်တခါလေကျတော့ဒါမိသားစုရဲ့အခြေအနေကကလေးကိုတားရှောက်ဆောင်မကြည့်နိုင်တာမျိုးရှိတယ်ဆိုတော့သူတို့တက်ကဒိုင်ပါအများနဲ့ဝတ်ပေးနေရတာဆိုတော့နောက်တော့အများနဲ့လည်းခင်ပြုံမဒီမှာညှိုးနေကြဟာဟာဘေဘီဒိုင်ပါဆိုလို့ရှိရင် तू ကလုံးဝ100%ခြိသားလေးနဲ့လှုပ်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးလေးတွေအတွက်အခုလိုပူပြင်းတဲ့ရာသီမှာတကယ်ကိုသုံးသင့်တဲ့ဒိုင်ပါအနေနဲ့လည်းညှိုးပေးချင်တာပေါ့နော်အဲ့တော့ဟာ ားဘေဘီတိုက်ပါဆိုရင်တောင်တို့ဒါနိုင်ငံမှာဆိုလို့ရှိရင်အဲတကယ်ကိုနာမည်ကြီးရဲ့အနုပညာရှင်ဖြစ်တဲ့အကယ်ဒမီကိုနေတိုးဆိုလို့ရှိရင်လည်းပဲဒါအဲသူ့ရဲ့တာတာလေးပေါ့နော်ဂုံရှိန်တိုးအတွက်ကိုတုံးတဲ့ပစ္စည်းလေးဖြစ်နေတဲ့အခါကျတော့တကယ်ကိုကိုချေရထက်စစ်အကယ်ဒမီပိုင်တဲ့အနုပညာရှင်တွေမိသားစုတွေကိုယ်တိုင်ကိုယ်တုံးနေတာဆိုတော့ဒါပြိသက်တရားလေးကိုယ့်ရဲ့ဘေဘီလေးတုံးတဲ့အခါမှာဒါဒီကိုချစ်တဲ့အနုပညာရှင်တွေရုံရုံချီချီနဲ့သူတို့သားသမီးလေးတွေအတွက်တုံးနေတဲ့ပစ္စည်းဆိုတာကိုသိရရပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်တောင်တို့ဒီဒိုင်ပါတွေမှာဘလို့ဖြစ်လဲဆိုတော့အဓိက quality ပါပဲတောင်တို့အမျိုးသမီး ီးသုံးတဲ့ပစ္စည်းလည်းဒီလိုပဲတ िश ူလည်းဒီလိုပဲစကင်နဲ့ထိသမျှအရာအားလုံးဒီခြေဖြစ်နေမယ်တန့်နေမယ်ဆိုရင်အရေးပြားရာရံမှုတွေပို့ပြီးတော့တတ်သားစေတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် तू ကဂျပန် water lock နည်းပညာနဲ့သုံးထားရဲဆိုတော့လောင်းလို့ပြီးသွားရင်ဒီဟာ baby တိုက်ပေါ့တေချာလေးဖောက်ပြီးတော့စမ်းပြပေးပါမယ်အဲ့တော့သူ့မှာသုံးထားတာက तू ကဂွန်းတူကြီးတွေနဲ့စီးကိုစုပ်အောင် သုံးထားတာမဟုတ်ဘူးလုံးဝ water lock ဂျယ်နဲ့ဂျပန်နည်းပညာရေထိန်းနဲ့စနစ်နဲ့သုံးထားတာဖြစ်တဲ့အတွက်ဒီဂျယ်လေယာလေးကခလေးလေးတွေအဲတင်မောင်းမှာဝတ်လိုက်တယ်ဆိုပျော့ဤပျော့ဤ တယ်ပေါ့နော်အေးကစားကွင်းပုံစံမျိုးလေးတောင်ဖြစ်တယ်လောင်းလို့ရေးထည့်လိုက်ရင်သူ့ရဲ့အသားလေးစမ်းကြည့်ရဲဆိုတော့လေဆိုတော့သူ့မှာအဲ့ဒီ quality အရင်ကောင်းတာပါတယ်နောက်တစ်ခုကသေးခံကြောင့်အေးမပတ်ဘူးပေါ့နော်တချို့သသားမျိုးလေးကြီးကြတော့အေး ဒါကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဝင်တာများတယ်မကြာခဏစီးလွယ်တယ်မိုးတွင်းဆိုပို့ဆိုရယ်မိုးတွင်းရောက်ပြီဆိုအမေရောခလေးရောကိုယ်ဝင်ဆောင်တဲ့သူတွေဆိုလည်းမိုးတွင်းမှာကိုယ်ဝင်ဆောင်ရရပို့ပြီးတော့ပြင်ပန်းတယ်ပေါ့နော်စီးခဏခဏသွားကျင်တာဆိုတော့အဲသူတို့လေးတွေကဘာဖြစ်လဲဆိုတော့ DC ရဲ့အေးတာကြောင့်မို့လို့ပြန်ပြီးမချောက်တဲ့ဒိုင်ပါကိုသုံးရင်အဲ့ဒီမချောက်တဲ့စီးအေးတွေကသူတို့အတွက်ကိုအေးပန်းအောင်ပြန်ပြီးဖြစ်တတ်တယ်ဒါပေမဲ့ half baby ဒိုင်ပါကြလုံးဝ10စက္ကန့်တွေချောက်သွေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ခလေးဘလောက်ပဲရှူပေါက်ပေါက်စိတ်မသွားဘူးဒီရေကြောင့်သူပြန်ပြီးအေးပတ်တာမျိုးမဖြစ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့သူကအတွင်းသားအပြေ ြင်သားရောလုံးဝပိုးသားလေးလိုမျိုးနုညံ့နေတာဖြစ်တဲ့အတွက်တသားမမီလေးဝတ်တဲ့အခါမှာအစ်ဆက်ညံ့ညောပြီးတော့သူ့ခန္ဓာကိုယ်လေးမှာလုံးဝအပူမပေးဘဲနဲ့အေးမြတဲ့ feeling လေးကိုပေးပါပေါ့နော်အဲနောက်တစ်ခုကတော့သူကအရာအနဲ့လုံးဝကင်းစင်တဲ့အတွက်ကြောင့်မို့လို့ဒါကိုဝတ်ထားပြီးစီးထွက်နေတဲ့အချိန်မှာတော့မှစီးနှံ့ထွက်နေတာမျိုးနံနာမျိုးမဖြစ်ဘဲနဲ့အဲတက်တောင့်တက်တာ လုံလုံကြုံကြုံနဲ့ချက်ချောက်တွေ့တွေ့လေးဖြစ်စေရဲဆိုတာဒါလေးကလည်းကြိုက်တဲ့အချက်ပေါ့နော်ပြီးတော့ရင်သူ့ရဲ့ဒိုင်ပါလေးမှာလောင်းလို့ပြီးတော့လို့စမ်းပြိုင်တွေ့မှာပါဒီဘေးရဲ့နှစ်ဖက်လေးမှာဆိုရင်ချုပ်ရွှေချုပ်သားလေးနှစ်ထပ်ချုပ်ထားတာဆိုတော့ဟိုခလေးကစီးများလို့ဒီလိုဘေးကိုရှန်သွားရဲဆိုရင်လေရှန်ထွက်တာမျိုးမဖြစ်ဘူးအထဲမှာပဲတေချာထည့်ထားတာဖြစ်တဲ့အတွက် quality ပိုင်းရောသူ့ရဲ့ဒီ C ကိုထိန်းနိုင်တဲ့အပိုင်းကလည်းတော်တော်ကောင်းတာဆိုတော့ຫນွေရာတိမဖြစ်မနေသုံးသင်းတဲ့တဲမှာခလေးတွေဟာဟာပေးပေးတိုက်ပါလဲပါတယ်လို့လောင်းတော့ထင်တယ်ပေါ့နော်ဟုတ်တယ်အဲ့တော့အရင်စမ်းကြလိုက်ရအောင်စမ်းကြလိုက်ပါလိမ့်မယ်ဆိုတော့အဲ့ဒီဒီဂျပန်ဝါတာလောက်တယ်ဆိုလို့ရှိရင်အရင်ကပြောနေတော့တော်တော်များလဲတိနေကြပါပြီနော်ရင်းနေနေပြီဆိုတော့ရောက်နေပါခင်ဗျပြီးတော့ဒီသူ့ရဲ့ ပုံစံဆိုလို့ရှိရင် new phone ကနေစလာတယ်ဟုတ်တယ်မပြော3 years ပေါ့နော်အဲ့တော့အဲ့ new phone ဆိုလို့ရှိရင်ဒီလိုကတ်ခွာလေးကွာဒီကလေးပုစီလေးကြတော့အလွယ်တကူပြန်ပြီးတော့ထည့်လို့ဘာလို့သူတို့တော့ဆွန့်ပြစ်လို့လွယ်တဲ့ပုံစံမျိုး new phone လေးရေဆိုလို့ရှိရင်တော့ဒီလိုကတ်ခွာပြီးတော့ new phone ကနေနောက်ထပ်တစ်ဆင့် small size ကနေစပြီးတော့အခုလိုမျိုးဘောင်းမီပုံစံမျိုးဘောင်းမီလေးဆိုရင်လေ တို့တတောင်တတာလေးရှိရချိုးရုံးပုံစံတိုင်းဘောင်းဖိဆိုပြီးတော့တို့ဝမ်းဖိုက်မှာမအီမသားနဲ့အရန်တင်းကျက်နေတဲ့ခံစားချက်တွေလုံးဝမဖြစ်ဘူးဒါပေမဲ့ယောဒီယောရဲ့လည်းမဖြစ်ဘူးဆိုတော့ဒီနှစ်ခုကြားအခြေအနေကိုလေတကယ်မျှတအောင်လုပ်ပေးထားမှကြည့်အလောက်ထိလဲဆိုဆန်တချို့ကလေးဆိုကကလေးရှိရလေးဒါတော့ကျွတ်ထွက်တော့ဘောနော်ကလေးဆိုတော့ဒီလိုလေသူ့ရဲ့ position တွေကပုံမှန်မဟုတ်ဘူးဒီလိုလေလှည့်ပြီးလဲနေတာဆိုလုံးဝကျွတ်ထွက်ပြီးရှာနေလို့မဖြစ်ဘူးဆိုတော့ဒါလည်းသူ့ရဲ့ပုံစံပေါ့ညူဖုံးဆိုရင်ကတ်ခွာဒီလို small size ကနေပြီးတော့နောက်ထပ် size တွေအကုန်လုံးထိရဒီလိုမျိုးဘောင်းမီပုံစံလေးဒါပေမဲ့ဒီ bike က bike စီးနေရလဲအရန်တင်းကျက်နေရမှာမဟုတ်ပဲနဲ့အရန်က င်းကိုတက်တောင်းတက်တာ east ဖြစ်တဲ့ပုံစံမျိုးဖြစ်မှာကျုံဒါအားနဲ့ဆွဲဖျင်းနေရတယ်မပြေဘူးเนาะဟုတ်တယ်မပြေဘူးအဲ့တော့ရေလေးစမ်းပြရအောင်စမ်းပြနော်လောင်းရေလေးလောက်အင်ဒီကေတာဒီအရှိမှာဒီတိုင်းဆိုတော့မှိမ့်မှိမ့်လေးဒီလိုရင်းအောင်ဟာမှိမ့်မှိမ့်လေးဒါပေမဲ့သူ့ဟိုကလေးလေးစီးရှူလေးစီးဆန်စီးများလာပြီဆိုဒါလေးတဖြည်းဖြည်းချင်းတက်လာမှာဆိုတော့ကဲစမ်းပြပါတော့ရမှာကရေ6ခွက်တောင်ရရလို့ပြောရဟုတ်တယ်ရေ6ခွက်တောင်ရရတယ်ဆိုတော့ဒါလေးကိုလောင်းစမ်းကြည့်မယ်ပေါ့နော် မရှူပောက်ပြီပေါ့နော်ရှူရှူပောက်ရှူရပောက်ပါရှူကြည့်နေရှိကိုထားကြအဲကဲကဲဒါဒီပမာဏကိုကြည့်အဲ့မှာဟာကြည့် တော့စိမ့်သွားပြီဒါဆိုရင်ဒါလေးအယောင်ပြောင်းသွားပြီအရှိအယောင်အယောင်ပြောင်းသွားပြီเนาะအဲ့တော့မမေအနေနဲ့ဆိုလို့ရှိရင်ကိုယ်ပဝင်ကျင်မှာလည်းမြင်မှုတယ်ဘာလို့ရှုံလဲသိလားဟိုတစ်ခါကြောက်လို့ရှိရင်ခလေးလေးအပေါင်းကြီးအတွင်းထီကိုလှမ်းကြည့်ရဒါသူ့ရဲ့ privacy ကိုထိခိုက်တယ်ဟုတ်တယ်အဲ့ခါကျတော့ဒါပေမဲ့အခုလို indicator ပါတဲ့အတွက်အပြင်ကနေကြည့်လိုက်တာ ਨੇ ဟိုဩဒါကဟိုခလေးလေးမှာစီးရများနေပြီလားเนาะအဲ့ဒါမျိုးလေးကြည့်ပြီးတော့အလွယ်တကူလဲလှည့်ပြီးတော့လဲလှည့်ပေးလို့ရတယ်ပြီးတော့သူ့ရဲ့အပြင်ကိုမယိုးစိတ်နဲ့ချက်လောင်းဝင်မှာတ िश ူးနဲ့ဆန်ကြည့်တယ်ဆန်ကြည့်နဲ့လောင်းဆန်ပြပါနော် ဂျပန်ဝါလာဝါတာလော့ဂျီအဲ့ဒီပညာနဲ့ဆိုတော့ဘလိုပဲတော့အစီအရညာနေပါစေအဲ့အပြုံလုံးကလုံးဝမဆိုးဘူးဆိုးဟုတ်တယ်เนาะအဲ့အရန်ထူကြတယ်အထဲလည်းမဆိုးအထဲလည်းမဆိုးဒီမှာကြည့်ဆက်ဆက်ကတည်းက6သွားပါပြီဆက်ဆက်ခုနကြီးအများကြီးဟုတ်တယ်အများကြီးလောင်းထည့်လိုက်တာเนาะလောင်းထည့်လိုက်တာเนาะမကြည့် လုံးဝရှမ်းမထွက်သွားဘူး၆ဝါပြီလုံးဝ၁၀စက္ကန့်အတွင်းမှာ၆တွေ့လို့ရတာတော့ကလေးလေးနေရတထောင်သက်တာအရင်ဖြစ်စေရဟုတ်တယ်နော်နောက်ပြီးတော့ indicator ပါတော့အရင်အဆင်ပြေဟုတ်တယ်ဟိုကလေးကိုတစ်ခါဆိုလေးလို့လေသူတို့ဖြစ်လဲတိုင်ဖြစ်စေရအောင်ပြောတာသူတို့ privacy ကိုမထိခိုက်ဘူးကြည့်နေအောင်နော်ပြီးတော့ဒီလိုမျိုးလေးပြင်းနာတွေလို line line သားလေးချော်ရိုး line သားလေးဆိုတော့ စီးများလည်းဟိုအပြင်ရှန်ကြတာမျိုးလုံးဝမဖြစ်ဘူးဒီပြီးတော့ဂျပန်ဝါတာလော့ဆယ်ကြောင့်မလို့ရိုးစိမ့်တာလုံးဝမဖြစ်ဘူးပြောလားမပြောရလေထိုင်လိုက်လို့ရှိရင်သူကအီအီလေးဖြစ်နေတာမဖြစ်ရမယ်အထက်ကဂျပန်ဝါတာလော့ဆယ်ဆိုတာဘာလဲဆိုတာပြမယ်တော့ကျဲတော့ကြီးဖြစ်သွားတော့မှမဟုတ်စစ်စမ်းကြည့်အောင်လုံးဝမဆုံးဘူးနော်တကယ်ပြောနေတာကကြည့်လိုက်ပါမကြည့်အီအီလေးအီအီလေးကြည့်ရအောင်ခလေးကသူရှူပေါက်လေးမြင်ရောက်တယ်ဟုတ်တယ်ရှူပေါက်လေးမြင်ရောက်တယ် ဖြည့်ပြမယ်နော်ဒါကိုလေပေါက်လေမြောက်လေဖြည့်တော်တော်ဖြည့်ယူပါရတော့ဟုတ်တယ်တော်တော်ဖြည့်ယူပါတော့သူကဒီဘေးချုပ်သားအမတော်တော်အဆင်ပြေနော်ဟုတ်တယ်ဆိုတော့ဒီလေကအပေါ်တက်သွားရင်လေဘေးကိုရှမ်းသွားလုံးဝမရှိဘူးဒီလိုဒီလိုနှစ်ထပ်ချုပ်ထားပါမယ်ဂျပန်ဝါတလော့ချယ်ဆိုတာဒါလေးပါရှင်ဒါလေးပါရှင်ဒီမှာဒါလေးရလေးတော့အလွယ်တကူဆုပ်ယူလိုက်တယ်ဟုတ်တယ်အဲ့တော့အပြင်ကိုရိုးစိမ့်ဝင်လုံးဝမရှိဘူးဒါပေမဲ့လေဒါလေးရဲ့အကြောင်းမို့လို့သူကဆယ်စက္ကန့်အတွင်းမှာပြန်ချောက်တွေ့သွားတာဖြစ်တဲ့အတွက်ကလေးလေးကနေရအရန်အရန်တတတတဖြစ်တယ်အဲ့တော့ ဒါကြောင့်မလို့ဒီတိုင်းဘာကြောင့်မလို့သူ့ရဲ့ရှူရှူတွေကြောင့်မလို့သူအေးပတ်တာမျိုးလုံးဝမဖြစ်ဘူးဆိုတော့ဒါအောက်မှာအဆင်ပြေပါတယ်ရှင်အဲ့တော့သူရဲ့ကောင်းတဲ့အချက်လေးပေါ့နော်ပြီးတော့ဆက်လက်ပြောသူလိုမျိုးဒါကညူဖုန်းလေးအတွက်ဆိုလို့ရှင်အခုလိုမျိုးကက်ခွာပုံစံလေးပါပြီးတော့ small size ကနေပြီးတော့တခြား size တွေ 3S T ကအခုလိုဘောင်းမီပုံစံမျိုးလေးသူ့ရဲ့ short jaw ကလည်းတတောင်တတာတအားဖြစ်တယ်ဆိုတော့ဟိုဝါးကက်ကက်လေးလည်းရတယ်ဒါပေမဲ့အဲ့ဒါအပြင်ဟိုစီးနှောင်ထားတဲ့ခံစားချက်မျိုးဖြစ်ပဲနေရတတောင်တတာအရင်ဖြစ်ပါတယ်အဲ့တော့ဘောင်းမီတိုင်းဖြစ်တဲ့အပြင်လေးဝင်လေးထွက်ကောင်းတယ်ခြေသားနဲ့တေချာပြုတ်လောက်ထားတာဖြစ်တဲ့အတွက် ပေါင်ပေါ်နာတွေစီးပူလောင်နာတွေဒိုင်ပါလောင်နာတွေဒါမျိုးတွေလည်းမဖြစ်စေဘူးအဲ့ဒါလည်းအရင်ရေးကြည့်ပါတယ်ပြီးတော့ဒါလည်းမကတိပဲခုနပြောတော့ဒါရေ6ခွက်စာအထိစုပ်ယူနိုင်နေဆိုတာကတော့အခုပဲလက်တွေ့စမ်းပြလိုက်ပြီဆိုတော့အားလုံးအတိပဲပေါ့နော်ဒါပေမဲ့လည်းဘလို့ပဲဒီရေစုပ်မှုအကောင်းနေအချိန်တိုအတွင်း10စက္ကန့်အတွင်းမှာ6တွေ့တယ်ဆိုပါစီအောင်ခလေးလေးရဲ့ရေရှည်ကျန်းမာရေးအတွက်ဆိုလို့ရှိရင်ဒိုင်ပါကို6နိုင်ကြတခါလဲလဲပေးတင်ပါတယ်အဲ့ဒီအချက်လေးကမဖြစ်မနေသတိထားသင့်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ size အနေနဲ့ဆိုလို့ရှိရင် newborn size ကနေ3 30 size တွေရှိတယ်အထုံးအနေနဲ့ဆိုလို့ရှင်လေ30တွေပါအထည်20ပါနောက်ဆုံးအထည်40ပါဆိုပြီးတော့ရွေးချယ်ကြရအများကြီးရှိအများကြီးရှိဟုတ်တယ်အဲဆိုလို့ဒီရသဘောကျနေရသဘောကျတယ်အေးလေသူပတ်စံကြီးထဲမှာနေရာမယူဘူးတော့မလားဟုတ်တယ်လို့ပြားနေချိုးမွေးပြီးတော့လေအဲ့လိုငှက်မွေးလေးလိုပဲပိုတာလေးငှက်မွေးလိုတူတူပေါ့ပေါ့ပပလေးဖြစ်တော့လေကလေးလေးတွေအတွက်ကလေးလေးအသားအရေဆိုတာကလေးအသားအရေဟုတ်တယ်အရင်နူးညံ့တဲ့ကလေးအသားအရေလေအဲ့ဒါကိုဇင်တော့ဟို property ပေါ့နော်၃နှစ်ပစ္စည်းရအစားလေးဒီမှာ၃နှစ်အဆိုရင်အဲ့ချုပ်ရိုးတာပြောတာချုပ်ရိုးလိုင်းနေရအစားကြည့်လို့ဘာမှဟုတ်တယ်ဟိုအစတွေဘာရှာတာမျိုးလုံးဝမရှိဘဲနဲ့လေနူးညံ့တာပဲဒီတစ်ခုလုံးကသူ့ရဲ့ဒီဆောင်မှာလေးရှုပ်ထင်းနေတယ်အဲ့ဒါလေးတော့အမောင်ထူးထူးရှုပ်ရှုပ်ချင်းဖြစ်ဘူးရှင်းနေရပဲသူ့ပုံစံလေးရေဆိုတိချချုပ်ထားရတယ်နားလေးတော့ကုန်ချမ်းအစားတော်တော်လေးကောင်းတယ်ပေါ့နော်စေတနာပပနဲ့ဖန်တီးစေတနာပပနဲ့ဖန်တီးချာနီးပညာလေးတိချဟိုပေါ့နော်ကောင်းတဲ့နီးပညာနဲ့တကယ်အစစ်မြစ်နီးပညာကြီးနဲ့ထုတ်လုပ်ထားတာပေါ့နော်အဲ့တော့ဇင်တို့ခုနပြောခဲ့တဲ့မဆုလက်ပြောခဲ့တဲ့ဒီ site တွေနဲ့ပတ်သက်ပြီးတော့ ော့ကိုတာတာမမီလေးတွေအတွက်ရွေးချယ်လို့ရအောင်စင်ကဒီပေါင်ချိန်နဲ့ပေါ့နော်ပေါင်ချိန်ဆိုရင်အဲဘယ်ပေါင်ချိန်ဘယ်နဲ့ပေါင်ရှိရဲဆိုရင်ကလေးတွေအတွက်ဆိုဘာလေးဘာ size ဘာလဲဆိုတာပေါ့နော်အဲအဲ့လိုရွေးချယ်လို့ရတယ်အဲ့မှဆိုရင်ဇင်တို့ဒီဟာဟာ baby fullest မှာဆိုရင်6ပေါင်ရှိတဲ့ကလေးလေးပေါ့ 1kg ကနေ 3kg ဆိုရင်ဒါ newborn size လို့သတ်မှတ်တယ်ပေါ့နော်အဲ73ပေါင်ရှိမယ်အဲဇင်တို့ kg အနေနဲ့ဆိုရင် 3kg ကနေ 6kg ဆိုရင်ဒါ small size ကိုရွေးလို့ရတယ်နောက်ထပ်ကိုလေးချိန်အဲ22ပေါင်ရှိတဲ့ကလေးလေးတွေအတွက်ပေါ့နော် 4kg ကနေ10 9kg ဒါဆိုရင် medium size ကိုရေးလို့ရတယ်အဲ3ပေါင်30ပေါ့နော်အဲ့မှာ 9kg ကနေ 14kg အတွင်းဆိုရင်တော့ဒီကလေးလေးအတွက်ဆိုရင်တော့ဆင်းတို့ large size ကိုရေးလို့ရတယ်ပေါ့နော်နောက်38ပေါင်ရှိတဲ့ကလေးလေးတွေအတွက်ဆိုရင်တော့ XL size အဲ50ပေါင်ရှိတဲ့ကလေးလေးအတွက်ဆိုရင် 2XL size အဲ 3XL size ကကြတော့54ပေါင်ရှိတဲ့ baby လေးတွေအတွက်ရွေးချယ်လို့ရပါတယ်သူကအဲ့လို size လေးနဲ့လာတာဆိုတော့ size အတိအကျလေးလေးဒါကိုသိထားရဲဆိုရင်ဒါရွေးချယ်လို့လွှဲတာပေါ့နော်နောက်ပြီးတော့အဲ့ဒီမှာဆိုရင်ဟိုနောက်ထပ်တစ်ခုညွှန် ်းကျင်တာကကြတော့ကလေးလေးတွေအတွက်ပေါ့နော်အာကိုရီပေါ့နော်တစ်ခါကျရင်ကလေးလေးတွေအတွက်အဟိုလက်ဆောင်လေးပဲပေးဖို့သွားတယ်ဆိုရင်သူတို့ရဲ့မွေးနေ့လေးတွေရှိမယ်နောက်ပြီးတော့သူတို့ရဲ့အမိကမွန်းတက်လေးရှိမယ်အဲ့ခါကျရင်အဲကျွန်တော်လက်ဆောင်ပေးခြင်းနဲ့ဆိုရင်အထုပ်40ပါတဲ့ဒီပေါ့ဟာဟာ baby ဒိုင်ပါလေးရပေါ့နော်အဲ့ဟာဒီပန်းလိုက်တယ်ဟုတ်တယ်ဆက်ပြီးတော့ packaging လည်းအခုအသက်ပုံစံပြောင်းလာသေးရယ်နော်ဟုတ်တယ်ပက်ကေ့ချင်းကအရင်တော့ဒီပုံစံလေးနဲ့ဟောင်းလေးရချီပုံစံလေးအစ်စ်ကြတာလေးဖြစ်သွားတယ်ဟုတ်တယ် အခုအစ်လေးပေးဟာမြင်နေပန်းဟာမြင်နေပန်းလာတယ်နော်အဲ့ဒါလေးကနောက်ပြီးတော့တကယ်လည်းအတုံးဝင်နေ product ဖြစ်တယ်ကောင်းတဲ့ product ဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ဒါဇင်တို့ဒီတုံးမှုတဲ့ဖေဖေမေမေတိုင်းတည်မှာပါကလေးလေးတွေအလဲလဲလောက်တာအစားအရန်ကိုကလေးလေးတွေအတွက်ကိုအာဒီအသားကြီးအတွက်ကိုပေါ့နော်အရန် friendly ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးလည်းရှိတယ်အဲ့တော့ဒီ baby လေးတွေအတွက်ကိုအကယ်၍အာဖေဖေမေမေတို့ကအလုံးရှုပ်တယ်အဲ့လိုမျိုးဝယ်ဖို့အတွက်အပြင်နေပိုင်းမသွားချင်ဘူးဆိုရင် online ကနေပြီးတော့မှားလို့ရတယ်အဲ့ဒါတော့ဇင်တို့ good number 1 company အောက်မှာရှိတဲ့ ဲ့ haha baby pullers haha baby diaper ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှာယူခြင်းနဲ့ဆိုရင်အကယ်၍၄တောင်းဖို့အထက်ကိုမှာယူမယ်ဆိုရင် delivery free ပေါ့နော်အဲ့တော့ဒီတစ်မျိုးတည်းမှာမမဟုတ်ဘူးပေါ့ကျွန်တော်ကဒီ good number 1 company ရဲ့အောက်မှာရှိတဲ့ဒီကနေပြောထုတ်လုပ်ထားတဲ့ product တွေရှိမယ် smile tissue ရှိမယ် wet tissue ရှိမယ်အဲဒီ haha baby ရှိမယ်အဲနောက်ပြီးတော့ကျွန်တော် good lady ဆိုပြီးတော့နော်အဲ့လိုမျိုးအမျိုးသီးလားစင်သုံးဆိုတော့အားလုံးကိုစုပြီးတော့လည်းမှာလို့ရတယ်အဲ့တော့မှာခြင်းနဲ့ဆိုရင်လေအခု haha baby ဆိုတဲ့ကျွန်တော် facebook page ကနေပြီးတော့တွားရောက်ပြီးတော့ online online shop အနေနဲ့ပေါ့နော်ဒါမှားယူလို့ရပါတယ်ရှင်ဟုတ်ပါတယ်အောက်မှာအဆင်ပြေတော့ဟုတ်တယ်เนาะပြီးတော့ဟိုပေးရတာလဲကွာဒီကောင်းတဲ့ project တခုဖြစ်တဲ့အတွက်ကိုကလက်ဆောင်ပေးမယ်ဆိုရင်လည်းညနေပန်းလာတယ်ယုံကြည်စိတ်ချရတယ်ကောင်းမွန်တဲ့ quality ရှိတဲ့အတွက်ညွှန်ပေးပါတယ်ညွှန်ပေးပါတယ် packaging အစ်တေးရတယ်လေတည်သွားရတယ်အရင်ဟုတ်တယ်เนาะသူကသူပါရဲ့ဒီ10ခုပါလေးဆို10ခုလို့ဒါပြောလာဟိုအထူးကြီးလေးကိုအရင်ကြီးတည်သွားရမှာမဟုတ်ဘူး ဆိုတော့ရွေရသီးရောလောင်းလို့တကယ်ခြိသားပါတာပဲသုံးဖို့လိုတယ်ဟိုနိုင်လုံးတွေပါသုံးဖို့အဆင်မပြေဘူးဆိုတော့လောင်းက100%ခြိသားဖြစ်တယ်ဟာဘေဘီတိုက်ပါလေတေချာရေးဖို့လောင်းနဲ့ခေပြုံတွေကနေထပ်မှန်ပြတိုက်တွန်းချင်ပါရှင်ဟုတ်ကဲ့ပါကဲအဲ့တော့ပြိသက်တီအတွက်ကိုဇင်းတို့ကဒီသူ့ရဲ့ကြော်ညာလေးအတိုင်းပြောပြောကြည့်ရအောင်နော်သူ့ရဲ့ကြော်ညာလေးရမှာဆိုရင်နူးညံ့မှုနဲ့ငှက်မွေးလေးလိုပေါ်ပါမှုကိုပေးစွမ်းနိုင်တာဟာဟာဘေဘီတိုက်ပါပါ ကလေးလေးတိုင်းအတွက်ဟာဟာ baby diaper ဆိုတဲ့ကြော်ညာလေးပေါ့နော်အဲ့ဒါလေးကတော့ဒီကြော်ညာလေးကိုကြည့်တဲ့သူကတော့ဟိုဗဇက်ထဲမှာဆွဲနေလောက်တယ်အဲ့တော့ဇင်တို့ကလေခင်ဗျမဒီအစီအစဉ်ကနေပြီးတော့ဟာဟာ baby diaper လေးတွေကိုထပ်ပြီးတော့ညွှန်ပေးပါရစေဟုတ်ပါရှင်ရင်းရသေးမရှိမဖြစ်လေးပါဝယ်စုတာပါ free delivery လေးတက်မှတ်တိုင်းပမာဏဆိုရှိတယ်နော်ဟုတ်ပါရှင်ပြီးတော့ဒီကနေ့ခင်ဗျမဒီအစီအစဉ်ကိုအဓိကကူညီပံ့ပိုးပေးတဲ့အတွက်လေဟာဟာ baby diaper ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အဲ့တော့လာဝန်လေကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါညီမလေးဇင်တို့နောက်ထပ်အစီအစဉ်အတွက်ပရိသတ်တွေအတွက်အာဇင်တို့ဖိတ်ခေါ်ထား special guest တွေလည်းရှိ ီတာဆိုတော့မကြိုင်ပြန်ဆုံးပါမယ်ရှင်။